ပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့အထိတ်ခံတွေဆိုတာသိနိုင်တဲ့အချက်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့မှာတော့ယောက်ျားလေးတွေတော်တော်များများသိအခြေအနေကြတဲ့မင်းကလေးတယောက်ဟာသူ့ကောင်လေးနဲ့အတူတူဆက်ဆိုင်ခဲ့ကြမယ်ဆိုရင်နောက်နေ့မှာကြည်ယုံနဲ့သိနိုင်မဲ့လက္ခဏာတွေအပြုတ်အမူတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်เนาะအရင်ဆုံးယောက်ျားလေးတွေနဲ့စာကြရအောင်သင်္ခမနိညာက သင်ကောင်မလေးနဲ့ကြိတ်ခဲ့တဲ့ဆိုရင်နောက်နေ့မှမျက်နာကရှင်လန်းပြီးတော့နှွေးထွေးပျော်ပါနေမှာပဲဖြစ်ပါတယ်ရှင်ပြီးတော့ဘလို့ကြိတ်ချောင်းဘလောက်ကြာခဲ့ချောင်းဘသူမှမမီးပဲနဲ့ကြွားနေမှာပဲဖြစ်ပါတယ်ကဲနောက်မိန်းကလေးတယောက်ကိုရောမင်းညကစစ်ဆန်ခဲ့သလားဆိုတာဘလို့သိနိုင်မလဲပေါ့နော်ရုပ်ရှင်ထဲကလို့စပင်တွေကောက်လိန်နေမလား ဲ့ဒါတော့ထင်ရင်မားနေပါသေးတယ်နော် အမျိုးသမီးအများစုကတော့ခံမရတာတော့ဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ linkage ဆမှာစိတ်ပါတဲ့အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်မှာစိတ်ရင်ဘက်ပိုးတွေတာကို ဆွဲဆောင်နိုင်တဲ့အနန္တမျိုးရှိနေပါတယ်ဘုကိဆောက်ကိုစိတ်ပါနေလေပူပြီးတော့ဆွဲဆောင်တဲ့အနန္တထွက်လေပဲဖြစ်ပါတယ်။တဲ့အနေနဲ့သူ့ဘီနာက ဖြစ်သွားတဲ့ မယိုးမယွာနဲ့ထောင်တက်လာစေတဲ့အခြေဖြစ်တတ်ပါတယ်။မင်းကလေးတယောက်ကအရင်နေ့တွေနဲ့မတူပဲထူးထူးခြားခြားတင်းကိုသူ့ရင်ပအနံ့လေးနဲ့စိတ်ပါနေရင်တေးချတယ်။သူမစစ်ဆန်ထားတာမကြသေးပါဘူးနော်။ပြီးတော့နောက်တစ်ချက်ကတော့သူမပုံမှန်ထက်ပိုပြီးပျော်နေတာပါ။စစ်တန်းတွေရာစစ်ဆန်မှုမကြခဏပြုတ်တဲ့သူတွေကတာမန်လူတွေထက်90ရာခိုင်နှုန်းကိုပျော်နေတတ်ကြပါတယ်။ ုံမှန်ထက်အမျိုးသမီးတယောက်ပြောနေရင်တော့တေချာတယ်မကြသေးခင်မှာတအားကျိတ်ပြီးသွားပြီပဲဖြစ်ပါတယ်ပြီးလို့ရင်တော့သူမဟာတာမန်ထက်ပူလာနေတပါတယ်လင်းစစ်ဆန်ချင်းကအကျော်တွေကိုပြည်စီတယ်ပြီးတော့သွေးသားကိုပြောင်းလဲစေတယ်ပါးလေးတွေကိုပိုင်းရောင်တန်းနေစေပါတယ်သူမဘာမှမလိမ်ပဲနဲ့ ပုံမှန်ထက်ပိုလာနေပြီးပါလေးတွေပန်းရုံတန်းနေတယ်ဆိုရင်တော့အသေးချပါတယ်ညကပုံစံမျိုးစုံနဲ့အချိန်ခံပြီးပြီပဲเนาะနောက်တစ်ချက်ကတော့ဒီမှာကညတအားပြင်းပြင်းပန်းပန်းရုံးကန်ပြီးလောကစစ်စင်ခံစားထားရတော့ပုံမှန်လိုမဟုတ်ပဲနဲ့နေခင်းပိုက်ရောက်တာနဲ့အိတ်အိတ်ရှင်တယ်ပြီးတော့အိတ်ဖို့နေရရှာပြီးဆိုရင်တင်နားလည်မှာပါ တဆွင်တော့အမျိုးသမီးတယောက်ကမနိညာကတအားကိုတိတ်ခံပြီးပြီဆိုတော့ကိုဒါလေးတွေကြည့်ရင်နဲ့သိနိုင်ပါတယ်နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ channel လေးကိုကျေးဇူးအားပေးနေတဲ့အယောက်ချင်းစီတိုက်ပေါ်မှာကျေးဇူးတင်တဲ့ဆက်လက်ပြီးမှအားပေးကြပါ like share subscribe လေးကိုလည်းနှိပ်ပေးကြပါလို့တောင်းဆိုပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်